မဖြစ်နိုင်လို့ထင်ရပေမဲ့တကယ်ကိုဖြစ်ပျက်သွားခဲ့တဲ့ဖြစ်ရများဒီမျိုးသမီးကတော့ယနေ့လမ်းလျှောက်ထွက်လာကလေးကတကူကူမကောင်းတဲ့ခံစားချက်ရနေတဲ့ပုံမှာပဲတကယ်လဲသူထင်ထားတဲ့အချိန်ကားဘင်းတစ်လုံးကသူ့စီတဲ့တဲ့ကြီးပြေးဝင်လာပါတယ်ရှောင်းလိုက်လဲလို့သာလွတ်သွားတာပါဒါကတော့ယောက်ျားလေးတွေကြီးခီးထွက်ရင်လှုပ်ကြတဲ့ထူးထူးဆန်းဆန်းအရာတွေပါပဲဒီကြရက်ကူးထားနိုင်ခဲ့လို့သာဒီလောက်မှိုက်တဲ့ဘီယာပြင်းကြီးကိုမြင်တွေ့ခဲ့လိုက်ရတာဖြစ်ပါတယ်ကျောင်းနံပါတ်7ကိုတရားကြည့်ပါတပတ်တင်းကတော့ပြောင်းမှုလေးတစ်ခုလို့လှည့်စားခံလိုက်ရပါတယ်ကိုပါလုံးမလဲသူများသိနေတယ်ဆိုတော့ဒါမျိုးကိုခေါ်တာပါ ီစပိန်သမားကတော့နောက်ကိုလှည့်လာတဲ့ကားနဲ့တိုက်မိဖို့နည်းနည်းလေးလိုတော့တာပါတော်တော်ကန်ကောင်းနဲ့ပြောရပါမယ်အိုလံပီယာဒါခတ်တယ်လို့ထင်ပါသလားဒီလူကတော့ပြန်ကားရစီးရဲ့ဘေးထန်ကိုကနေပြီးတိုင်ကုံလုံးကိုမှန်အောင်ပြစ်ပြသွားပါတယ်အတော်ထင်ကြီးဖို့ကောင်းပါတယ်ပစိပောက်တယ်ဆိုတာပြင်မှတ်ကိုစိုက်ဝင်တော့ပောက်ရတာပါဒီလူကမှပစိကသူ့စီပြန်လစ်လာတာပါဟမ်းမိလိုက်လို့တော့ပါသေးတယ် ငါးသီးလေးတစ်ကောင်ကိုဖမ်းပြီးလို့ပြောနေတော့နောက်တစ်ကောင်ကပါဘိုက်ကိုနဲ့ချင်းချင်းလေးခုံးဝဲလာပါတော့တယ်ဒီလိုထွက်ကန်ကောင်းတဲ့နေ့ကိုကြုံနေရတာတေးကြပါလေဒီပြိုင်ကောင်းမောင်းသမားကတော့အရှင်ကိုအမြင်ဆုံးနည်းနဲ့မြင့်နိုင်မဲ့ဖြက်လန်းနည်းကိုတွေးသွားပါတယ်ဒီလိုနဲ့သူကပြန်ဘက်တွေကိုလုံးဝဖျက်ကျော်သွားပါတယ်အစားကတော့ညနေပိုင်းကောင်းမောင်းထွက်ရုံနဲ့တွေးထားပါတယ်ကားလမ်းပေါ်ကျမှတာယာကြီးလွန့်ထွက်လာတာကိုရှောင်ရပါတော့မယ်ဒီဘိုးလင်းကစားသမားကတော့ဘလို့မှတားဆီးလို့မရနိုင်ပါဘူးအလဲတဲတဲမှာထိုင်ကုန်တင်ထားတာတော့တိုင်းနေအကုန်လင်းအောင်ပြစ်နိုင်ပါသေးတယ် ဇန်ကယ်စီနေတော့ဖုန်းပြုတ်ကြတယ်ဆိုတော့ဖုန်းနောက်တစ်တလုံးဝဲရတော့မယ်ဆိုတော့တေးကြပါတယ်ဒါပေမဲ့ဒီဒီဂျီမတို့ဖုန်းကဘာမှမဖြစ်ပေနောက်ကဇန်ကယ်သမားရဲ့ပေါင်ပေါ်တိတ်တိတ်ကြီးကြာလာပါတယ်ဒီလိုကတော့ cube ကိုတော်တော်ကြီးနေမြန်ဆက်နိုင်ပါတယ်ဘာရီလုံးလိုက်မှမသိအောင်ကိုညံ့တာပါဒီဇန်ကေတမားကတော့ပြန်ပွဲဝင်တာအလုံးမဖြစ်ရင်ရေလော်ရှော့စီတဲ့တည်းသွားပြန်လို့ရလောက်မယ်တည်ကြပါတယ်ဇန်ကေနဲ့တော့ဟန်ချက်ထိနေတာရေပေါ်ကပုံပြနေဆိုရင်ပိုလွန်အဆင်ပြေနေပါဦးမယ် ဒီလိုမျိုးအလုပ်သမားရှိရင်တော့တေချာစိတ်ချထားလို့ရပါတယ်အလုပ်ကိုတေချာလုပ်နိုင်ရည်သူဆိုတော့တော်တော်သိတာပါတယ်ဒီကုသမားကတော့ဂိုးမုံဝင်အစွမ်းကုန်စူးစားနေပါတယ်။တကယ်လဲဂိုးမုံဝင်လိုက်ပြီမယ်။သူဘလူတာစီးလိုက်နိုင်မယ်။မသိလိုက်ပါဘူး။ဒီလိုငှက်ပြစ်တာကတန်းနဲ့တော့မလို့လိုက်ပါဘူး။လက်နဲ့တွေငှက်ကိုဖမ်းနိုင်ပါတယ်။တန်းနေစရိုက်နေတော့အချိန်နဲ့မကောင်းပြီမယ်။သူကကွက်ဆန်းတစ်ခုကိုထုတ်တုံးလိုက်ပါတယ်။အန်အောဖို့ကောင်တကယ်လဲလှုပ်ဖြစ်သွားပါတယ်။ဒီလူကတော့မင်းကလေးဆက်ဆန်းနဲ့ဂျိုးတန်းဘော်ကိုရှောက်နေလဲဆိုတော့ပြတ်တာနေပါတယ်။အတူတူပြင်သူကတောင်းမြင့်ဖက်နဲ့နေပါဂျိုးတန်းဘော်ကိုရှောက်ပြနေတာပါ။ မိုးရီထဲမှာကုန်တွေအများကြီးနဲ့တွေ့လိုက်ရင်ကားကြီးလဲကျသွားဖို့ကရာခိုင်နှုန်းများပါတယ်ဒီထရက်ကားကတော့ဘာမှမဖြစ်လိုက်ပဲအေးဆေးလေးလမ်းပေးမှာရက်လိုက်နိုင်ပါတယ်ဘေ့စ်ဘောဘက်မှာအထင်ကြီးစရာကောင်းစွာပဲလက်အိမ်မပါပဲဘယ်လဲနဲ့ဘောလုံးကိုဖမ်းပြလိုက်ပါတယ်ဘယ်သူမှမထင်မှန်ထားတဲ့အလန်းစားအကွက်လေးပါဒီအမေရိကန်ဘောလုံးပွဲရဲ့ဘောလုံးကိုစီးမြင့်မကျော်တော့လောက်ကြတဲ့ပုံကားလေးတကယ်ကိုမှိုက်ပါတယ်ဒီလူကတော့ကားရီစီးထားတဲ့ အတန်းကြီးပေါ်ကလည်းစိုက်ကတည်းကနဲ့ဖြန်ပေါင်းပြတာအတော်ကိုထင်ကြီးဖို့ကောင်းပါလေဒီပေါ်မှာစိုက်ကတည်းကနဲ့ပြန်ဝဲနေတဲ့အတိုင်းပါပဲလေကားမရှိဘူးလားအဆင်ပြေပါရင် VLN အထူးတက်ကတော့လေကားတွေကျိုးတွေမရှိလဲတိုက်တွေပေါ်အမြန်တက်နိုင်ဖို့လီလဲကိုရှာတွေ့ထားပါတယ်ပဲဒီကုကပုံမိုက်တလေးတော့မပြောနိုင်တော့ပါဘူးအပြားကိုဗန်းလိုက်ပြီးပလင်းကိုလှည့်လိုက်တာလားနောက်ကလူရဲ့နောက်ကျွန်းပြစ်တာကလားစူရာကိုခွဲလို့တော့မရတော့ပါဘူး ဒီဘီလီယပရူကတော့ဘီလီယလုံ15လုံးကိုဇက်တိုက်ချင်းနဲ့ဝင်ရောက်ပြစ်နိုင်ပါတယ်။သူ့အတွက်တလုံးထိုးပြရတဲ့အထက်တောင်မှပိုလွယ်နေသလိုပါကရာဒီကွက်လီနဲ့တုံးစီတဲ့ကစားနည်းကလည်းတခုကိုထပ်ပေါင်းလို့ပြလိုက်တာကအတော်ကိုမိုက်ပါတယ်။ပိုမိုက်တာကဒီလူကကြည့်တော့ကြည့်မနေပါဘူး။စကေးဘိုးရဲ့အလန်းစားကွက်ဒီမှာရဖို့ကနည်းနည်းခက်ပါတယ်။ဒီလူငယ်တော့ကတော့ပြဿနာမရှိပါဘူး။ပါဝဲလို့လို့စားပိုင်းမှာတော့ကန်ကောင်းကြပါလေဒီလူကတော့အစာကလေးကကျွမ်းကျင်စိတ်ကိုတက်ရောက်သွားတဲ့အတိုင်းပါပဲ။ဗစင်ကိုပြည့်မဲ့တဲ့တွေကိုစိုက်ဝင်သွားပါလေ အမတ်ရဖို့စီးကြော်ကနေအတားခံရပြီမယ်သူတော်တော်ကွက်ပြတရားအခွင့်အရေးတစ်ခုသားသားပါပဲလူဘဘလောက်တော့အလန်းဆောင်အားကစားသမားတစ်ယောက်လေးပြသလိုက်ပါသေးတယ်ဘီယာပလင်ဖွဲ့စရာမရှိဘူးလားပြဿနာမရှိပါဘူးတကယ်ကြီးတယောက်ကိုခုလိုလေးစပိန်စီးရင်ဖွင့်ခိုင်းကြည့်ပါဒီနေ့ျှော်စီတမကတော့ချော်လဲလိုက်မလို့ဖြစ်လိုက်ပြီမယ်အလန်းစားဂျွန်းပြအကွက်လေးတခုကိုမတော်တဆပြမိတော့ပါတယ်ကြွမ်းကျင်မှုပဲလားဗန်ကောင်းတာပဲလားသူပဲတည်ပါမယ် ပစ္စည်းတွေကိုလေပေါ်လှည့်ပြပြီးအတဲ့ကြောင်လုံးသမျှတွေဒီကလေးကတော့မဖြစ်နိုင်စောတခုကိုရအောင်လုံနိုင်သွားပါတယ်။ဘီလီယက်ထိုးနေတော့ဘောလုံးကကျင်းနေကြရမယ်စာဘေးကလူရဲ့ဧကတေတန်းဝင်သွားပါတယ်။တကယ်ကိုထူးထူးဆန်းဆန်းဖြစ်ပြပါပဲ။ဘေးနှလုံးစပိန်နဲ့အမြင့်ကုန်နဲ့ပြန်ပွဲကတကယ်ရှိနေပါတယ်။ဒီတယောက်ကတော့အမှန်အကန်ကိုကျွန်းကျွန်းကျင်းကျင်းကုန်ပြနေပါသေးတယ်။ဒါကတော့အကျင့်တသန်းမှာတကြိမ်တော့မဖြစ်နိုင်လို့နေပါအဖြစ်ပါပဲ။ဘောလုံးလူရဲ့နှစ်ယောက်သား၆ယောက်တွေကချိတ်သွားပါတယ်။ချိတ်တာတော့မှဖက်နက်တွေကတစ်ခုနဲ့တစ်ခုချိတ်ကုန်လာပါဒီလိုပါလေပေါ်ကိုပြန်ပြီးရောက်လာတဲ့ဘီယာခွက်ကိုဖမ်းပြပြီး ဘာမှမဟုတ်သူလို့တော့တောက်ပြလိုက်ပါသေးတယ်။ဒါကြီးကတကယ်ကိုထူးထူးဆန်းဆန်းအဖြစ်ပြကြည့်ပါ။သူ့တော့တာမန်လေးတိုင်းပါပဲ။ဒီလိုလက်ညှိုးထုတ်ရင်ဝေးဝေးကရှော်ပါ။သူ့လက်ညှိုးနေတဲ့တကိုယ်လုံးကိုနန်းနန်းလေးနဲ့ဒိုက်ထိုးနိုင်ရင်လက်ညှိုးတစ်ချက်နေတယ်ဘလောက်ကြမ်းမလဲသိနိုင်ပါရဲ့။ဒီကလေးနှစ်ယောက်ကတော့တကယ်ကိုမဖြစ်နိုင်လို့ဒီပါပြစ်ချက်ကိုလုံးပြနိုင်ပါရဲ့။ချိန်ပြီးတော့ပြင်ရင်တော့မှဝင်းဖို့ခက်တာကိုသူ့အတွက်ကအေးဆေးပါပဲ။ဒီပင်မကစားသမားရဲ့တိကျချက်ကတကယ်ကိုအံ့ဩစရာကြီးပါ။ဒူနဲ့ရှင်ရိုင်းမြေပြန်ဖက်ကတော့မလွဲပါဘူး။ ဒီနေ့ရှော့စီတမောက်တော့ကတော့ဘုံပြားတစ်ခုပျောက်သွားလဲအဆင်ပြေပါတယ်တခါတည်းလေးမှာကိုယ့်ရဲ့စွမ်းရည်ဒီဘလောက်ငုံရှိုးနေလဲမသိပါဘူးဒီတရေတော့ကမကြည့်ဘဲနဲ့နောက်ပြန်ပြစ်လိုက်တာတော့ဘက်စကတ်ဘောကွင်းကွက်ထဲဝင်သွားပါတယ်ဒီကားကပြူကျသွားပြီမဲ့ဒီလူကတော့အသာလေးကျသွားပါတယ်မသိရင်ဘေးကိုလူသားအတိုင်းပါပဲဒီလူကတော့ဆက်ချက်တောင်မှပတ်စံရည်ရပုံမြန်နေပါသေးတယ်သူရည်နေတာကပတ်စံကိုဒီအတိုင်းလှမ်းပြနေတဲ့အတိုင်းပါပဲတော်တော်ကြီးကိုမြန်တာပါ ဒီဘောပြိုက်ချက်ကတော့တကယ်ကိုမဖြစ်နိုင်လို့နှီးပါပါပဲရိုက်တဲ့လူရဲ့အရှိမတော့မကြည့်နိုင်လို့နှီးပါဖြစ်နေတာမြင်နိုင်ပါတယ်ဒီစီစဉ်ချင်းဆက်သူကသူ့ရဲ့စာကတ်ကိုဖြစ်လိုက်တဲ့အချိန်မှာဝက်စီရှုပ်ကြစာတန်းပေါ်ကွက်တီလေးကြားသွားမယ်လို့ထင်မထားတာသိကြပါတယ်အခန်းထဲမှာပါတီတက်ကစကေးတွေကိုထုတ်ပြရမယ်လေပြောလာရောဒီကောင်လေးကပြောပြကြည့်လူကျွမ်းကျင်မှုတွေထုတ်ပြပါရယ်အခန်းထဲမှာဆရာကြီးဖြစ်တော်မှာတေးကြပါရယ်ဘင်းပေါင်ပွဲမှာအချင်းချင်းမကောင်းတော်တာနဲ့ဒီလူကအလန်းစားကွက်တွေကိုထုတ်သုံးပါရယ်သူ့ပြိုင်ဘက်တော်မကြည့်နိုင်တဲ့အကြည့်တွေနဲ့ကြည့်နေလာကိုမြင်နိုင်ပါရယ် ဖုန်းကြည့်ရတာအရေးကြီးနေတယ်နော်။ဘာနေနေအာရုံစိုက်နေမှာမဟုတ်ပါဘူး။ဒီလူကတော့ဖုန်းကြည့်နေတာမှအချင်းကိုမခံနိုင်လို့ခြေစည်းယူဖို့တောင်ဒူဒူဆန်ဆန်ကြောပြသွားပါလေ။လက်ရန်တွေနဲ့ပုံမမြန်သင်းတယ်မှာတော့ဘာလို့လေကားတွေကိုတုံးနေတော့ပါလဲ။ပုံမြန်တာပဲလုပ်ပြပါလေ။ဒီဆိုင်ကကတော့အကွက်ကိုအရှိလိုပြီးကိုယ်လာမိပြီမယ်ကြွကြွချင်းချင်းရပ်ပြလိုက်ပါတယ်ဂယုမဆိုင်မိလို့ဖြစ်ပေမဲ့လေတမေလောက်ပြလိုက်တယ်လို့ခက်တီတီလေးနေလိုက်တာကပိုတော်မိုက်ပါသေးတယ်ဒီနောက်တန်းလေးကတော့သူကန်ထုတ်လိုက်တဲ့ကန်ချက်က900မယ်ဆိုပြီးထင်မှတ်ထားတာကတော့တေးကြပါတယ် ်ဒီကောင်လေးကတော့ဘီယာခွက်တဲ့ပင်မောင်ဘောလုံးပြစ်ထည့်တာကိုတက်ခွက်နေတဲ့အားမရလို့လက်ခွက်တဲ့တပြန်နဲ့ထဲပြစ်လိုက်ပါတယ်တလာလုံးဒီပြစ်ချက်ကြောင့်ပြောမဆုံးတော့မှတေးကြပါတယ်ဘက်စကားကြီးတွေနဲ့ခီးတွားတာပြောဖို့ကောင်းပါတယ်ဒါကြောင့်မင်းဒီဘောလုံးသမားကတော့ကားပေါ်ကနေဘောလုံးတော့ကန်ပြလိုက်ပြီးကားပေါ်ကနေရအောင်ဖမ်းပြသွားပါတယ်သူတို့နဲ့ကန်ရမဲ့အတင်းကလက်နေလောက်ပါပြီပြန်ပွဲဒီမှာမတော်တဆဝင်သွားတဲ့ကိုးတွေအမတ်တွေကပိုတောင်ထင်ကြီးဖို့ကောင်းပါတယ်ဒီကစားသမားကလည်းဘက်စကတ်ဘောလုံးကိုလက်တွေကချောထွက်သွားပြီလေအဲ့ဒါကကွင်းထဲကိုကွက်တိသွင်းပြီးသားဖြစ်သွားပါတယ် ီနေ့ရှော့စီသမားတို့တော့ရေဆွဲအားဆိုတာပိုလီပါပဲစောက်ထိုးဆိုတဲ့သူကတော့ရအောင်ရှော့စီပြမယ်ထင်ပါတယ်ဒီမတ်တန်းမှာတော့ကာမာလီရဲ့ပုံရှုွယ်ရှုအစွမ်းတွေကိုမြင်လိုက်ရပါတယ်သူကပြင်ကိုလူသားတက်လေးတောင်ဖြစ်ရင်ဖြစ်နိုင်ပါသေးတယ်စပေးစီတာကဒီတန်းတော့ဟန်ချက်ထိရတာခတ်ပါတယ်ဒီလူကတော့အတားစီအတုံးလေးတွေကိုတက်ဆက်တဲ့ဇက်တိုက်ကြီးကိုကြောပြက်တာပါအရှင်ကလေလုံးဝကိုစက္ကန့်ပိုင်းလေးပဲယူပါတော့တယ်ရေရှော့စီတာနဲ့ရေလွာရှော့စီတာကအားကစားတစ်ခုစီပါအခုတော့မဟုတ်ပါဘူး ဒီလိုကတော့နေရှော့စီတစ်ဖြက်ရေလာရှော့စီတာလေးပါလှုပ်လိုက်ပါသေးတယ်။ကန်ဂျီကိုပြန်တက်လာတာပုံမှန်တန်းဆိုပြီးပြင်းစရာကြီးပါ။အဲဒါကြောင့်ဒီလိုကတော့ခြေပလာနဲ့ဒီဘူရှော့စီပြီးကန်ဂျီကိုပြန်တက်လာပါလေ။ဒါမျိုးကစကေးစင်းလေးလဲကြတယ်ဆိုတော့ထက်စတိုင်ကြကြလေးလဲသွားတယ်လို့ပဲခေါ်ရမှာပါ။ချီးစပြားကိုဒီတန်းတင်ရတာပြင်းဖို့ကောင်းရင်အခုလိုစမ်းကြည့်တင်ပါလေဒီနေ့ချောစီသမားကတော့လောဝကိုလွဲပြီးဒဲချတော့မလို့ဖြစ်ပေမဲ့ဒီနေ့တော့လည်းအဆင်ပြေသွားပါလေ ဗီဒီယိုတစ်ခုထဲမှာကျင်းထဲဝင်အောင်သွင်းရတာလွယ်လို့တော့နောက်ခေါ်တကုံကကျင်းထဲကိုရအောင်သွင်းပြလိုက်ပါတယ်။ဒရစ်ဆဲပြတာကတကယ်ကိုမိုက်ပေမယ့်နင်းနေတော့ချော်လဲတာနဲ့မောင်းတဲ့သူရောကြည့်နေတဲ့သူရောစိတ်ရုပ်ကိုရောက်ကုန်မှာတေးကြပါတယ်။မာရသွန်ပြိုင်ပွဲမှာသူကနည်းနည်းသေးသေးကောင်းပေါ်တဲလာကမျိုးမြင်ဖို့ပါတယ်။အခုတော့မြင်ဖို့လောက်ပါပြီ။ဒီကားတွေကလူကရေကဲပြမှာကာမမောင်းသေးတဲ့ပုံပါပဲဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်သူကလုံးဝအဆင်ပြေပြေမောင်းပြနိုင်ပါတယ် တာမန်လူတွေကျိုးကိုတေးကြတော့ကောင်းကောင်းမကုန်နိုင်တဲ့ချိန်မှာဒီကောင်လေးတွေကကျိုးခုနာကိုလုံးဝအစင်းတစ်ခုရောက်နေကြပါတယ်။ဘယ်နှချင်းခုံနေကြပြီလဲဆိုတော့ရေတောက်ဖို့တော့မလွယ်တော့ပါဘူး။ဖုန်းကိုရိုးရိုးအသုံးရတာပြင်လာလို့အခုလိုလေပေါ်လေးလှည့်ပြီးတွင်းကြည့်ပါ။ပြုတ်ကြလို့꿰ရင်တော့ဖုန်းသစ်ကမ်းရမှာပေါ့။ဒူလေးကိုလေလေပေါ်ပြပြအထာကြကြတိမ်းဖို့ဖြစ်လာကြောင်းဒီလူကပြတာနေပါတယ်။ကိုဒီမကြပဲချက်တော့ပုံများကြရင်အလုံးနှားယုံပါ။ ီကောင်လေးကတော့ Rubik Town ကိုဆက်တဲ့နေရာမှာတကယ်ပါရမီရှင်မှာတခုတည်းတော့မဟုတ်ပဲ၃ခုလုံးကိုစတိုက်ဆက်ပြနေပါတယ်။အဲ့ဒါပြင်အဲ့ဒါကို centimeter လောက်ပြနေတာပါ။ဒီလိုကတော့တန်းတင်းမှာကောင်မလေးတွေတင်းကြီးအောင်လှုပ်ဖို့ကလေကားကြီးကိုပါဇက်နဲ့ရအောင်ထိမ့်ပြရရပဲလို့တွေးမိတဲ့ပုံပဲ။ဒါပေမဲ့အအောင်မြင်မြင်လှုပ်ပြနိုင်လိုက်တာကတော့ချီးကျူးစရာပါ။